ာချင်းမပြုလို့လည်းရှိတဲ့ခန္ဓာပွဲများရဲ့မြင်ကွင်းပေါ်ဝင်များကိုစုံလင်စွာတင်ဆက်ပေးနေတဲ့ရန်ကုန်မြို့ဝင်ကြီးစီစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။အနန္တောအနန္တ၅ပါးထဲမှာတပါးပါဝင်ဖြစ်တဲ့ယေရှုရှင်ဆရာကြီးဆရာမကြီးများကိုပူဇော်ကြောခြင်းအားဆိုရင်လည်းကျွန်တော်တို့ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများရဲ့ချစ်စရာကောင်းလာတဲ့တရေတစ်ခုပဲဖြစ်ပါရခင်ဗျာ။ဒါကြောင့်မို့ဒီနေ့မှာဆိုရင်တော့တကုတ်မျိုးတစ်တောင်ပိုင်းမျိုးနဲ့အာထာကနေအခြေခံပညာထက်တန်းကြောင့်ပဲ25နှစ်ပြည့်ငွေရတုခန္ဓာနဲ့စတမချင်းများအာစရိယပူဇော်ပွဲခန္ဓာကိုရကုတင်ဆက်ပေးသွားမှာပဲဖြစ်ပါရခင်ဗျာ။ဒီနေ့ခန္ဓာပွဲရဲ့ပျော်ရွှင်စရာကြီးနူးစရာကောင်းလာတဲ့မြင်ကွင်းများကိုလည်းရကုတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်ပြည်သူများအားလုံး

အဲဒီနောက်မှာတော့လက်ထောက်မြို့နယ်ပညာရေးမှူးကအဖွင့်အမှားစကားပြောကြားခြင်းကရော့ကန်ဆရာကြီးမှအမှားစကားပြောကြားခြင်းများကိုပြုလုပ်ခဲ့ကြပါတယ်။အမှားစကားများပြောကြားပြီးတဲ့နောက်မှာတော့ကျောင်းသားဟောင်းတဦးကဆရာဆိုတာတချင်းဖြင့်တီးဆိုဖျော်ဖြေခဲ့ပါတယ်။ဆလဘီတာဝန်ရှိသူတို့ကအခမ်းအနားကျင်းပရခြင်းရည်ရွယ်ချက်များကိုပြောကြခြင်း ငွေစည်းရှင်းနှံများပြန်ကြားခြင်းများကိုပါပြုလုပ်ခဲ့ကြပါတယ်။အဲဒီနောက်မှာတော့ကျေးဇူးရှင်ဆရာကြီးဆရာမကြီးများကိုကတော့ကျိုးဖြင့်ရှ िख ိုးကတော့ခဲ့ကြပါတယ်။ကံကနောကံကနောကံကံသုံးပါတို့တွင်ဆရာကြီးဆရာမကြီးများကိုရှ िख ိုးကတော့ပြီးတဲ့နောက်မှာတော့ဆရာကြီးတူဦးက ဆရာကြီးဆရာမကြီးများအတွက်ရည်ရွယ်တည်ကုန်းဆက်ဆိုထားတဲ့ဒေသချင်းများဖြင့်တီးဆူအုံပြုခဲ့ပါတယ်ဆလဘီအကြောင်းအုပ်ဆရာကြီးကနေကုန်းချုပ်စကားပြောကြပြီးဥရွှေရိုးတော်မှုအကဖြင့်တီးဆူဖျော်ဖြေကမျက်စိအောင်ပူဇော်ပွဲအခမ်းအနားကိုအောင်မြင်စွာနဲ့အဆုံးသတ်ခဲ့ပါတယ် င်္ဂလာပါခင်ဗျာမင်္ဂလာပါစားလေဟုတ်ကဲ့ပါပထမဆုံးအနေနဲ့ဆရာကြီးရဲ့နာမည်နဲ့တာဝန်ယူထားတဲ့ပိုင်းကိုလည်းမိတ်ဆက်ပေးပါအောင်ခင်ဗျာဆရာကြီးနာမည်တော့ဥရောပကျော်မြတ်ဖြစ်ပါတယ်တာဝန်ယူထားတဲ့ကတော့အားတကနေ့တကွန်တော်ကြီးကျောင်းဆရာကြီးပါဒီနေ့ကတော့ငွေတုအခမ်းအနားမှာပေါ့လေသူတို့မှာကတော်ခန့်ဆရာဆာမကြီးကိုလည်းကတော်ဘော့စီစဉ်ပါတော့ကျောက်သူကျောက်သားတွေမြားကြီးနဲ့ဆုံတရားတော့အာပြောချင်မိတာပေါ့လေတပိုင်းကလည်း ဆိုင်ဆာမကြီးဆိုတော့ပင်စင်တော်တော်လဲဟိုနင်းရရှင်ရောက်လာပြီဆိုတော့သူတို့တော့လဲတကယ်တော့လူတွေပါဝင်ကြတော့ဟိုဆိုင်နေနေဘလို့ခေါမလဲတော်တော့ဟိုပီတိဝမ်းမြောက်ခံစားရတာပေါ့လေကြောက်သူကြောက်သားဟုတ်တယ်ကလည်းအရှင်းရှင်းတွေးကြဆုံကြဆိုတော့သူတို့ချင်းပြောနေရမြင်ရတော့လဲအဲသိပ်ပြီးတော့လဲကိုလဲကျေနွမိပါတယ်နေ့စဉ်နေ့တည်းဆိုင်ဆာမကြီးမြောက်ကိုပူဇော်နေကြပါစေနောက်သူတို့လေးတွေလဲကိုကြီးချင်းမရှင်စိတ်ချင်းသာချင်းနဲ့ပြည့်စုံနေကြပါစေ သူတို့လည်းတဲ့ဘွားတစ်ချက်လုံးလည်းကောင်းတာလို့မကောင်းတာခြောင်ပြီးမှသူတို့ဘွားလေးတွေအေးချမ်းသာရရပါစေသူတို့လေးတွေလည်းအလုံးလူတစ်လုံးသူတစ်လုံးနဲ့လောကလောကကြီးလေးမှာချက်လွတ်နိုင်ကြပါစေလို့ဆရာကြီးကဆုမကောတောင်းလိုက်ပါဟုတ်ကဲ့ပါဆရာအခုလိုမျိုးပြပြဆုံဆုံဖြေချပေးရတဲ့ကျေးဇူးများကြီးတင်ပါရခင်ဗျာဆရာကြီးနေနေလဲသားထုတ်ကိုအခုလိုလာရောက်မိမယ်တွေအတွက်ကျေးဇူးများကြီးတင်ရှိပါရမျက်စရာပူဇော်ပွဲအခမ်းအနားအောင်မြင်စွာကျင်းပပြီးတဲ့နောက်မှာတော့ 25နှစ်မြောက်ငွေရတုအခမ်းအနားကိုဖဲချိုဖြတ်ဖွင့်လှစ်ခဲ့ပါတယ်။ဆက်လက်ပြီးအခမ်းအနားအစီအစဉ်များအရအာထာကနှင့်ចောင်းရဲ့မောကုံးကြောက်စာကိုပါဖွင့်လှစ်ခဲ့ပြီးចောင်းသားចောင်းသူလေးများကအမွှေးနှံ့သားရေများပတ်ဖြန်းခြင်းများကိုပါပြုလုပ်ခဲ့ကြပါတယ်။ဟုတ်ကဲ့ပါပထမဆုံးအနေနဲ့ကိုယ့်ရဲ့နာမည်နဲ့တာဝန်ယူထားတဲ့ဘိုင်းကိုလည်းမိတ်ဆက်ပေးပါအောင်ခင်ဗျာကျွန်တော်နာမည်ကတော့ကျော်စွာဦးပါ ဒီညဆရာဘူဇော်ဘွဲနဲ့25ကနေစငွေတူခန်းအဖြစ်ကြောင့်ကော်မတီဥက္ကရာပါဟုတ်ကဲ့ပါကိုနေဒီနေ့ကျင်းပတော့ဆိုရင်တော့ဒါ25ကျင်းမြောက်ပေါ့ငွေတူခမ်းမရပြီလို့ရှိရင်တော့ဟာ7မကျင်းမြောက်ပေါ့အာဆီယံပူဇော်ပွဲကိုကျင်းပတော့ဆိုတော့ပေါ့ကိုနေနေပေါ့ဒီခဏကြီးစီစီကန်ကနေအောင်မြင်ဖို့အတွက်ကိုဘယ်လိုမျိုးတွေစီစဉ်မှုတွေပြုလုပ်ခဲ့ရလဲဆိုတော့လည်းပြောပြပေးပါအောင်ခင်ဗျာဟုတ်ကျွန်တော်တို့ကတော့ဒီခန်းတော့ကျင်းပဖို့လွန်ခဲ့တဲ့တစ်နှစ်ပေါ့နှစ်တင်းလောက်တည်းကကျွန်တော်တို့ကြိုတင်ပြင်ဆင်ထားခဲ့တာပါကြိုတင်ရစီဝေးကိုဒါတန်ရင်းနဲ့အစီဝေးချင်းချင်းခေါ်ပို့လို့ကျွန်တော်စီစဉ်ပြီးတော့ကျွန်တော်အစီစဉ်တကြပေါ့အစီစဉ်ကြကျွန်တော် အစီအစဉ်လေးရေးဆွဲပြီးတော့ကျွန်တော်ဆောင်ရွက်ခဲ့တာပါခင်ဗျာကျွန်တော်တို့နေရတော့ကျွန်တော်တို့ကဟိုဒါကတော့ကျွန်တော်ဒီနေ့25နှစ်ပြည့်ငွေထုခန္ဓာဖြစ်တဲ့အတွက်ပေါ့နော်ငွေထုခန္ဓာနဲ့ဟိုလိုင်းလုံးကြီးထွေသွားပေါ့အကောင်းဆုံးဖြစ်အောင်ကျွန်တော်တို့ကဟိုပေါ့အစီအစဉ်လေးရေးဆွဲပြီးတော့ကျွန်တော်တို့သွားပါတယ်သွားတဲ့အခါမှာကျွန်တော်တို့ကမနက်ပိုင်းဆိုရင်ဒါကျွန်တော်ဘုံငါးပါးဘုံတန်ကတော့ဆုံးကတ်တာပေါ့နော်တန်ကတော့ဆုံးကတ်တဲ့ဥစားအစီအစဉ်လေးကျွန်တော်လုပ်ပါတယ်ပြီးတော့ဒီနေ့9နိုင်တို့မှာနည်းနည်း9နိုင်တို့မှာကျွန်တော်တို့ဒါလက်ရှိပူဇော်ပွဲအခမ်းအနားကိုကျွန်တော်ကျင်းပပါတယ်ကျင်းပပြီးတာကျွန်တော်ခန္ဓာပြည်တာနဲ့ကျွန်တော်တို့ငွေထုဟို25နှစ်ပြည့်ငွေထုအခမ်းအနားဖုံးပွဲအခမ်းအနားကိုကျွန်တော်ဆက်လက်ကျင်းပပါတယ် ဘယ်သူခဏပြီးတာနဲ့ကျွန်တော်တို့ကကြောက်စာကပီးကြောက်စာပေါ့ကပီးကြောက်စာဖွင့်ဝဲအခန်းတော်ကျွန်တော်ကျင်းပါပါကျင်းပါပြီးတာဆရာကြီးဆရာမကြီးတို့ကျွန်တော်တို့ကအခန်းကျူးမွေးတဲ့အစီအစဉ်ကိုကျွန်တော်ဆက်သွားပါတယ်အဲအဲ့ဒီစီစဉ်နေပြီးတာနဲ့ကျွန်တော်တို့အနေနဲ့ပေါ့ဟိုစားပျော်ရွှင်ရေးစီစဉ်ပေါ့ပျော်ရွှင်ရေးစီစဉ်ကတော့ကျွန်တော်တို့ကျောင်းကနေပြီးတော့ကလေးတွေပေါ့အားတန်း6တန်း9တန်း10တန်း10တန်းကလေးတွေရနေပြီးတော့သူတို့ရဲ့တန်းတန်းတန်းချင်းစီရဲ့သူတို့ရဲ့ပျော်ရွှင်ရေးစီစဉ်လေးကိုကျွန်တော်ဆောင်ရွက်ပါတယ်ဆောင်ရွက်ပြီးတာကျွန်တော်ညနေပိုင်းမှာအခန်းပျော်ရွှင်တဲ့အစီအစဉ်ကိုကျွန်တော်တို့ဆက်သွားမှာပါဆိုပါတယ် နှစ်နှစ်ချိန်တော့ကျွန်တော်ပုံမှန်ကျင်းပစေပါတယ်ခင်ဗျာဘယ်လိုလဲကျွန်တော်နှစ်နှစ်ပုံမှန်လဲဆိုရင်ကျွန်တော်တို့ကဇန်နဝါရီလမှာကျွန်တော်ကျင်းပလာပါဗောနော်အာ25နှစ်ချိန်ဝေဒုခန္ဓာနဲ့ကျွန်တော်ကတိုက်တဲ့နှစ်ဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီဒီဇင်ဘာလမှာကျင်းပစေပါလာပါခင်ဗျာနည်းနည်းလဆောသွားတာဗောနော်ဟုတ်ကဲ့ပါခင်ဗျာအခမ်းအနားစီစဉ်များမှာဈေးရောင်းပွဲတော်ကျင်းပခြင်းចောင်းသားចောင်းသူများရဲ့ဖြောပြေးတင်ဆက်မှုများအပြင် နာမည်ကြီးဒေသန်ရှင်များရဲ့ဖျော်ဖြေမှုများကိုပါပျော်ရွှင်စွာနဲ့ကျင်းပခဲ့ကြပါတယ်ဟုတ်ကဲ့ပါဒီနေ့မှာဆိုရင်ဆရာမကြီးနေတဲ့တပည့်သားသမီးများနဲ့လည်းပြန်တွေ့ရတယ်ပြီးလို့ရှိရင်တော့ဆရာမကြီးကတော့ပညာသင်ကြားပေးခဲ့အကြောင်းကိုလည်းပြန်ပြီးတော့မှမြင်တွေ့ရတယ်ဆိုတော့ဆရာမကြီးရင်းနဲ့ဝန်သာပတိစကားသားများကိုလည်းကြားသိပြပါစေခင်ဗျာဟုတ်ဆရာမစိတ်တွေကတော့အတိုင်းမသိဘောပြောမပြတတ်အောင်ဝန်သာပါတယ် ရာတပည့်တွေရဲ့တည်တတ်မှုနဲ့တပည့်တွေရဲ့ကြီးပွားတိုးတက်နေတဲ့အားတွေတွေ့တော့ပို့ပြီးတော့စိတ်ချမ်းသာပါတယ်။ဟောအကြောင်းသားအကြောင်းသူတွေပေါ့လာတဲ့လူတွေဖြစ်စေမလာတဲ့လူဖြစ်စေရောက်လျာရမ်းနေကျမ်းမာချမ်းသာပြီးတော့စိတ်ကြီးချမ်းသာခြင်းကိုယ်ကြီးချမ်းတဲ့ပြည့်စုံမှုတော့ဆန္ဒနဲ့ဘဝတက်ထက်တဲ့ကြကြပါစေ။ကျမကဒီကျောင်းကအထက်တန်းပြဆရာမဒေါကင်ထွင်းမြင့်ဖြစ်ပါရယ်ရှင်ဒီကျောင်းမှာတာဝန်ထမ်းဆောင်တာ2000ခုနှစ်ကပဲအခုအချိန်ထိဆက်လက်တာဝန်ထမ်းဆောင်နေပါရယ်ရှင်အဲဒီနေ့ဆိုရင်အတိုင်းမသိဝမ်းသာကျေနွမှုဖြစ်ရပါတယ် ကျောင်းကကျောင်းသားကျောင်းသူလေးတွေရဲ့စူးစမ်းအားထုတ်မှုကိုလည်းရင်းထဲမှာပီတိနဲ့အမြဲတမ်းအတိအမှတ်ပြုပါတယ်သူတို့လေးတွေဟာညမအိတ်နေမနာတက်တက်ကြွကြွနဲ့လှုပ်ဆောင်တာကိုကိုယ်တိုင်လည်းပါဝင်လှုပ်ဆောင်ခဲ့ပါတယ်ရှင်ကျောင်းသားကျောင်းသူလေးတွေဟာဒီကျောင်းမှာဒီကျောင်းကြီးစတည်တဲ့1990မှ2015အထိပညာရှင်တို့တောက်ဆုခဲ့တဲ့ကျောင်းသားကျောင်းသူလေးတွေဟာ တစ်နှစ်ကို4000နဲ့5000ကြားမှာရှိပြီးတော့နှစ်25နှစ်ဆိုရင် အများကြီးရှိခဲ့ပါတယ်အဲ့ဒီကလေးတွေဟာဆရာဝန်အင်ဂျင်နီယာအစရှိသည့်ဖြင့်ဌာနအသီးသီးမှာသူတို့ဟာတာဝန်ထမ်းဆောင်နေကြတယ်မအားမလတ်တဲ့ကြားကအချိန်ပေးပြီးကျောင်းကိုသူတို့လာရောက်ကြတယ်လာရောက်တဲ့ကျောင်းသားတွေရောမလာရောက်နိုင်တဲ့ကျောင်းသားကျောင်းသူတွေရော အားလုံးကိုဒီနေ့ဒီချိန်ကစပြီးတော့ ကာယဒုက္ခစိတ်ဒုက္ခနှစ်ဖြာဖြင့်ပြည့်စုံပြီးတော့အဲသူတို့ရဲ့ဘဝတစ်လျှောက်လုံးမြဲတမ်းအောင်မြင်ပါစေလို့ဆရာမကဆန္ဒပြုပါပါတယ်ဟုတ်ကဲ့ပါကိုမင်္ဂလာပါမင်္ဂလာပါခင်ဗျာဟုတ်ကဲ့ပါဘာမှမအောင်သုံးနေနဲ့ကိုယ့်ရဲ့နာမည်နဲ့လည်းမိတ်ဆက်ပေးပါအောင်ခင်ဗျာအာကျွန်တော်နာမည်ကျော်သူရပါခင်ဗျာ โอเคပါဒီနေ့အောင်ဆိုရင်ဒါစတမချင်းမှာအာဆီယပူဇော်ပွဲကိုကျင်းပတော့ဆိုပေါ့ခုနေ့ဒီမှာနှစ်စဉ်နေတဲ့တရားဖြစ်လာဆိုလည်းသိပြစေခင်ဗျာအာကျင်းပဖြစ်ပါတယ်ကျွန်တော်နှစ်နှစ်တစ်ခါသုံးနှစ်တစ်ခါပုံမှန်ကျင်းပဖြစ်ပါတယ်ဟုတ်โอเคပါဒီနေ့မှာဆိုရင်တော့ခုနေ့ဒီမှာចောင်းသားចောင်းသူတွေနေတယ်တကယ်ချင်းနေပြန်တွေ့ရတယ်ပြီးလို့ရှိရင်တော့မှာဆရာကြီးဆရာမကြီးနေပြန်တွေ့ရခါမှာဆိုရင်ခုရဲ့ချင်းနေဝမ်းသာပိတိစကားသားများကိုလည်းကြားသိပြစေခင်ဗျာအရန်ပြောစရာကောင်းပါတယ်တကယ်ချင်းဟောင်းနေပြန်တွေ့ရတယ်ပြောစရာကောင်းတယ်နောက်မတွေ့ရကြဆရာဆရာမကြီးတွေလည်းကတော့အရန်ဝမ်းသာပါတယ်ဟုတ်โอเคပါအခုခုလိုမျိုးဖြစ်ချပြည့်အတွက်ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ် ရိသတ်များခင်ဗျာဒီကနေ့တင်ဆက်ပေးခဲ့တဲ့အာထာကနှစ်တကုံတောင်းရဲ့25နှစ်ပြည့်ငွေရေးတုအခမ်းအနားနဲ့စထမအကြိမ်မြောက်မျက်စရာပူဇော်ပွဲအခမ်းအနားရဲ့မြင်ကွင်းများကိုမြင်တွေ့လိုက်ရလို့ကျေးနပ်လိမ့်မယ်လို့မျှော်လင့်ပါရခင်ဗျာကျေးဇူးတင်ပါရခင်ဗျာ